ချစ်တဲ့သူတွေအားလုံးမင်္ဂလာပါချစ်ချင်းများစွာဖြင့်ဒီသုံလေးကိုအရင်ပိတ်ဆက်ပေးပါမယ်ဒါလေးကတော့လုံးဝအယောင်အစင်းရအစเนาะလုံးဝ classic ဖြစ်ပါတယ်ဒီပုံမှာမှပြင်သစ်စာအကောင်းစားကိုအသုံးပြုထားပါတယ် friendly ဆိုတဲ့အတိုင်းဇာလေးတွေကလေချွတ်ချွတ်လေးတွေဒီနေရာလေးကိုတိမ်တိမ်လေးဖြစ်သွားအောင် dropping တိတ်တိတ်ကလေးယူထားတယ်ပဝါလေးကိုချစ်တော်တို့ဒီမှာကြည့်လိုက်အောင်အဲเนาะပဝါလေးပါပါပြင်သစ်စာလေးကိုတုံးထားပါတယ်အရန်လှတဲ့ဝတ်စုံလေးဖြစ်ပါတယ် ကဲဒီဝစ်စုံလေးဆိုရင်လည်းနည်းနည်းပြည့်တဲ့เนาะအမအတွက်စီစဉ်ပေးထားတာပါဒီမှာပြည့်တော့လဲလှလှလေးဖြစ်တယ်ချစ်ကလေးကိုပူပေါ်စေတယ်ဒီမှာကြည့်ပါအောင်เนาะအမိတ်ကလေးတွေကအစထိုးထားတာအရန်လှတယ်ပလဲလေးတွေကအစအနုစိတ်လက်ရလေးထိုးထားတယ်ဒီပေါ်မှာဆိုရင်လည်းဇာကြီးကိုเนาะပခုံးတစ်ချက်ဒီမှာကြည့်လိုက်ချစ်တော်တို့ဒီမှာအနီးကပ်ကြည့်အောင် dropping ကိုတစ်ချက်သေးယူထားတယ်ပြီးရင်ပိတ်ဆောက်ကိုเนาะပဝါကိုဒီမှာကြည့်ပဝါအနားလေးကအစ နော်ဇာလေးတွေနဲ့တေချာလေးကိုထိုးထားပါတယ်အဓိကတွေ dropping တွေကိုဘာဖြစ်လို့ယူထားရလဲဆိုတော့ကိုလုံးလေးတွေကိုကျက်သွားအောင်လို့နော်အထဲထဲမှာဆွဲသိမ်းထားတယ်ပြီးတော့မှအလှဇာလေးတွေကိုစနစ်တကျပုံဖော်ပြီးကပ်ပေးထားပါတယ်အဲဝတ်စုံလှလှလေးနဲ့မိတ်ဆက်ပေးပါအောင်မယ်နော်ကဲလာလိုက်တာကြည့်ပါအောင်เนาะပဝါလေးကိုကြည့်ပါအောင်ကဲအရင်ဆုံးပဝါလေးကိုတစ်ချက်ရှိုးပါဒါလေးကတော့ ကြာချိတ်အစစ်လေးကိုစီစဉ်ပေးထားတာပါဒီအောက်ခံအသားလေးကိုလည်းကြာဖို့ပဲတုံးထားပါတယ်ဒီအပြင်စာကတော့ပြောစရာမလိုပါဘူး friendlies ပါ friendlies ကိုတတ်တည့်ရဲ့တီတီကြကြလေးတုံးထားပေးပါတယ်အဲအယောင်လေးကအစဘိုးဆန်ပြီးတော့အရန်လာတဲ့အယောင်လေးဖြစ်တဲ့အတွက်ပဝါလေးကိုလည်းဆဆာလေးဖန်တီးပေးထားပါတယ်ကဲအချစ်များစွာဖြင့်တီတီချာချာလေးဖန်တီးထားတဲ့ဝတ်စုံလေးပါ ကဲဒီဝစ်စုံလေးရလဲကြာချီလေးနဲ့ရက်လောက်ထားတဲ့ချစ်ကလေးပါကဲဒီဝစ်စုံလေးရလဲတော်တော်လေးလှပါတယ်ထူးခြားတာပါလဲဆိုတော့အပေါ်ကကြာ ကြာအစနဲ့ရက်ထားတဲ့ဒီမှာကြာပိတ်စာကိုပဲတုံးထားပါတယ်။ offshoulder လေးတုံးထားပါတယ်။ဒီမှာပခုံးပြဲလေးကိုမှဒီမှာပန်းလေးတွေကိုတိတိကျကျတိတိချာချာလေးပုံဖော်ကပ်ပေးထားပါတယ်။ make ကလေးကိုတော့လေတမင်တက်တက်ကျွန်တော်ကထင်းထင်းလေးဖြစ်သွားအောင်စိမ့်စိမ့်လေးကိုတုံးထားပေးပါတယ်။ရမ်းလာတဲ့အတွဲအဆက်ကလေးပါ။ကဲချစ်တော်လို့လည်းကြိုက်လိမ့်မယ်လို့ကျွန်တော်ကမျှော်လင့်ပါတယ်။ ဒီမှာကြည့်ပါအောင်အရန်လာတဲ့ကြည်ပြာရောင်ဝဲစုံလေးပါကဲညီမလေးကပြောတယ်သူကပွဲထဲမှာတဲ့တော့ရင်ပြက်ကလေးပဲဝတ်ဝစ်ချင်တယ်အဲပြီးတော့ပဝါလေးပဲခြုံချင်တယ်ဆိုတော့ဒီမှာရင်ပြက်စတိုင်လေးယူထားပါတယ်ဒရပင်လေးတွေကိုလည်းတရချင်းစီပုံဖော်ပေးထားပါတယ်လက်ကနေတဆက်သေးယူတဲ့ပဝါလေးကိုစီစဉ်ပေးထားပါတယ်ဒီဝစ်ဆောင်ပုံစံလေးကိုအကယ်ဒမီတက်ဖို့အတွက်မင်းသမီးတယောက်ကိုစီစဉ်ပေးထားပါတယ်ချစ်တော်တို့မှတ်မိကြတယ်ဟုတ်ကဲအရန်လာတဲ့အယောင်လေးပါနော် ကဲဝစ်စုံလေးတစ်စုံပဲကြံပါတော့လေဒီဘလော့ထဲမှာဘယ်ဝစ်စုံကိုအကြိုက်ဆုံးလဲဆိုတာပြီးရင်မန်းခဲ့ပေးရမယ်နော် ကဲဒီဝစ်စုံလေးကတော့ကျွန်တော်နောက်ဆုံးဖန်တီးထားတဲ့ဝစ်စုံလေးပါသူ့ရဲ့ထူးခြားမှုကဘာလဲဆိုအမကပြောရဲကျွန်တော်ကို dropping လေးတွေနဲ့လှလှလေးချုပ်ပေးပါလို့ပြောတယ်ချစ်ကလေးကလည်းပိုးစစ်ချစ်ကလေးကိုချုပ်ရတဲ့အတွက်အရန်ကိုလှပါတယ်တက်တောင်းတတာရှိပါတယ်ဝေးရသူမှာဒီမှာအထဲထဲမှာ dropping ခဲအောင်လေးတွေကိုရှိပ်ပြေးထားပါတယ်ဘာဖြစ်လို့အထဲထဲမှာ dropping လေးကိုရှိပ်ပြေးထားတယ်ဝေးရတဲ့လူကိုနည်းနည်းလေးကိုယ်လုံးလေးကိုကြစ်ကြစ်ကလေး ြစ်သွားစေချင်လို့ပါတဆက်သေးပဝါလေးကိုယူထားတယ်ဒီစာလေးရဲ့ထူးခြားမှုကဘာလဲဆိုတော့ပြင်တစ္ဆာပါပြင်တစ္ဆာအောင်မှာတတင်းစာကျွန်တော်တို့အရင်တော့သိတဲ့တတင်းစာရိုးရိုးတတင်းစာဒါပြင်တစ်တတင်းစာအစ်စ်ကလေးပါနောက်တစ်ခုကလေထူးခြားတာကျွန်တော် share link လေးလုပ်ပေးချင်တာဒီအမဆိုရင်အမကိုလည်းကျွန်တော်ကိုယ်တိုင်ကိုယ်တိုင်ဘူးတယ်ကျွန်တော်ကိုယ်တိုင်မြင်ဘူးတယ်အမက တွတ်တွတ်ကလေးလိုချင်နေဆိုတော့ကျွန်တော်ကကျွန်တော်စိတ်ကြိုက်ဖန်တီးရတဲ့နေရာမှာဝစ်စုံနေရပို့ပြီးတော့ကြွရတယ်လှတယ်တခါတလေမှာကိုကလူမမြင်ရဘူးသူ့ကိုမှန်းဆပြီးပြောတယ်ပြီးတော့သူဘာဖြစ်ချင်တာလဲမသိတဲ့နေရာမှာကျွန်တော်တို့ကဝစ်စုံနေကိုဖန်တီးရတဲ့နေရာမှာ အဲတတ်တတ်သေးမကြတာမျိုးဖြစ်တတ်တာပေါ့နော်ဒါကအများသူကဒီဇိုင်နာလေးတွေရောအားလုံးသိရအောင်ကျွန်တော်အနေရဲ့ sharing link လုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော် blog လေးတွေကိုအမြဲတမ်းချစ်ပြီးအားပေးတဲ့တူတယောက်ချင်းစီတိုင်းကိုကျွန်တော်ကောင်းမြတ်ကထွားနေအမြဲတမ်းချစ်ပါတယ်နော်တတား